An AWS cloud engineer. And how much money do you make per year doing this? About like 155,000 plus compensation. I am a cloud engineer. I am a cloud engineer. How much do you make doing what you do? 120k. 120k a year. The cloud solar logo ba cho lu de nya ji lou la ja le. Sai di video le ko a song ti chi shu po yin no jin no phit kho lai ba. ဒီဗီဒီယိုလေးမစခင်မှာတင်ဟာဒီပညာ technology ကိုစိတ်ဝင်စားတူဒါမှမဟုတ်ရေပို့ပြီးလေးလာခြင်းနဲ့တူတယောက်ဆိုရင်ဒီ YouTube channel လေးဟာတင်တို့တို့ရဖြစ်ပါတယ် every job like a subscribe လို့တိုက်သွင်းလိုက်ပါတယ်ဒီဗီဒီယိုလေးကိုစလိုက်ရအောင်အားလုံးမင်္ဂလာပါဒီ tech first ကနေပြန်လဲကြိုဆိုလိုက်ပါဒီနေ့မှဆိုရင်တော့ကျွန်တော် online ပေါ်မှာနာမည်ကြီးနေတဲ့ဒီ cloud job ဆိုတဲ့အလုပ်ကို share လုပ်သွားမှာဖြစ်ပါတယ် cloud job ဆိုတာကကျွန်တော်တို့ပုံမှန် IT အလုပ်တွေနဲ့မတူဘူး cloud engineer တွေကဒီ server တွေကိုတိဆောက်ပေးရ manage လုပ်ပေးရဒါပြင် secure လုပ်ပေးကြရတယ်။သူတို့ရဲ့အလုပ်ကဒီ server တွေကိုနေရာမှာမထားဖို့ကျွန်တော်တို့တုံးနေ application တွေကိုအဆင်ပြေချောမှုဆိုတုံးနိုင်ဖို့ရယ်ဒါပြင် data တွေကို backup လုပ်နိုင်ဖို့ error တွေကိုပြင်ပေးဖို့စသဖြင့်ပေါ့နော်သူတို့လုပ်ပေးကြရတယ်။ကျွန်တော်ဥပမာကျွန်တော်တုံးနေတဲ့ Facebook, YouTube, Netflix, Dami, KP, Sar application တွေကဒီ cloud server ပေါ်မှာ run နေကြတာ ဒီ cloud server အကြောင်းကိုတော့ကျွန်တော်လွန်ခဲ့တဲ့တပတ်ကဗီဒီယိုမှာ sharing လုပ်တော့ခဲ့ပါတယ်။မကြည့်ရသေးရင်တော့တော့ကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်။ပြဆက်သွားရင်တော့ဒီ cloud engineer တွေတော့မရှိရင်ကျွန်တော်တို့ဒီတုံးနေ application တွေကဒီလောက်ထိတိုးတက်နေဖို့အကြောင်းလုံးဝမရှိဘူး။ကြည့်ဒါဆိုရင် cloud engineer တွေဘယ်လောက်ထိအရေးပါလဲ။သူတို့ဘာလုပ်လဲဆိုတာကျွန်တော်တို့သိလောက်ပြီးလို့ထင်ပါတယ်။ကဲခု the cloud job တခုအနေနဲ့ဝင်ဝင်ဘယ်လောက်ရလဲဆိုတာကိုလည်းပြောချင်ပါသေးတယ်ဒီဗီဒီယိုအစားကလို့ပဲ တနစ်ကိုဒီလောက်ရတာကတကယ်အမဲမှာပဲဒီအလုပ်ရဲ့ entry level ကိုတကယ်စိတ်ဝင်စားပြီး certificate တစ်ခုဒါမှမဟုတ်အနည်းဆုံးနှစ်ခုရှိရမယ်တဲ့ကျွန်တော်တို့ US မှာဆိုရင်တစ်နိုင်ကိုဒေါ်လာ30ရာနဲ့ပြီး50အထိရတတ်ကြတယ်ဂျပန်အိန္ဒိယမှာဆိုရင်တော့တစ်နိုင်ကိုအနည်းဆုံး15ဒေါ်လာနဲ့ပြီး25ဒေါ်လာအထိရတတ်ကြတယ်ဒီစင်ကာပူဂျာမနီစားတဲ့နိုင်ငံတွေမှာတော့အနည်းဆုံး 25ဒေါ်လာနဲ့ပြီးတော့45ဒေါ်လာထိရတတ်ကြတယ်။မြန်မာပြည်ထမ်းမှာတော့မရှိပေမဲ့မြန်မာပြည်ထမ်းမှာ remote only လုပ်လို့ရတဲ့အတွက်ကြောင့်5ဒေါ်လာနဲ့ပြီးတော့အနည်းဆုံး15ဒေါ်လာထိရတတ်ကြတာ။အဲဆိုရင်ဒီအလုပ်လုပ်ဖို့ certificate ရဖို့ရတဲ့အတွက်ဘာတွေလိုအပ်လဲ။အမနိုင်ပြောရရင်တော့ကျွန်တော်တို့ဘာတက်ကတူမှတက်စရာမလိုဘူး။အသက်တင်ကြောင်းလည်းဘယ်လောက်ထိအောင်စရာမလို။အဓိကလိုအပ်တာကဒီအလုပ်ကိုတကယ်စိတ်ဝင်စားပြီးတော့ကြိုးစားခြင်းစိတ်ပဲလိုအပ်တယ်။ ဒီ certificate ကိုတော့ကျွန်တော်တို့ AWS Cloud Practitioner ဒါမှမဟုတ်ရင် Google Cloud Digital Leaders တွေမှာတွားဖြစ်လို့ရပါတယ်ဒီ certificate ရပြီဆိုရင်ကျွန်တော်တို့ Thai Singapore Japan စတဲ့နိုင်ငံတွေမှာ entry level အနေနဲ့စပြီးတော့တွားလုပ်လို့ရပါတယ်နှစ်ကြာလို့ experience တွေအများကြီးရလာရင်ကျွန်တော်တို့ဒီ video အစားလို့ပဲတစ်နှစ်ကိုဒေါ်လာ300ကျော်ရမှာကတကယ်ဖြစ်လာမှာပါအဲ့ဒါကြောင့်ဒီအလောက်ကလူတိုင်းအတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ် ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပြီးခဲ့တူတွေအားလုံးကျေးဇူးအထူးတင်ပါ Like and subscribe လုပ်ဝင်လဲမေ့ပါနော်တိချင်တဲ့အကြောင်းအလေးတွေရှိသေးရင်လဲ comment section မှာဝင်လို့ရပါရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြပါစို့